ဆန်နေရဲ့ငါတို့ရဲ့အဆက်အသွယ်အကောင့်လည်းအဲ့လင်မြန်းနှစ်ယောက်ကအမြဲဆက်ဆင်းနေတော့ငါကဘလို့လုပ်ပြ Facebook မှာအကူရိုက်ရှာမှာလေဥရခါတည်သွားရင်လေဟောက်တတ်မှာအဲ့ဒါတော့တခုတည်းသောဖြည့်ရှင်းရမယ်နီလာမယ်နေတကွန်နဲ့သဘောတူခဲ့တာမမှုတွင်ပါလို့ မြမလေးကနေတခွန်းကိုပြောပြပါလားယ။တအိမ်ထဲနေပြီးမြမလေးနေကောင်းလားလို့တခွန်းတော်မဟာတဲ့ငါကူကမိမိသွင်းနေရတဲ့ကလေးအတွက်ဘာခွင့်ရေးမှမရတဲ့မြမလေးအခွင့်အရေးတောင်းနေတာလားကူ။မြမလေးအတွက်ကောကိုကြီးထက်မတွေးပြီးတော့ဘူးလား။မြမရောမူမူသွင်းရောလီလီသွင်းရောကကိုကြီးရဲ့သွေးသားအရင်နေပါ။ ဘသူမှပူတယ်လို့ရဲဆိုတာမရှိဘူးနေဒီကွန်နဲ့လက်ထပ်မဲ့ကိစ္စကိုရမားကသဘောတူခဲ့ရင်မမှုသွင်းတဲ့ကိစ္စကိုကိုကြီးရှစ်ဆက်တိုးမှမဟုတ်ပါဘူးရမားကခေါင်းမာတတ်တော့နေဒီကွန်နဲ့အဆင်ပြေပါမလားလို့ဖခင်တယောက်အနေနဲ့တွေးပေးတာပါဘလို့ပဲဖြစ်နေနေမြန်မာလေးကတော့ရမားနဲ့နေဒီကွန်တို့ကိစ္စကိုမဖြစ်ဖြစ်အောင်စီစဉ်ရမှာပဲကိုကြီး စီစဉ်ပါဒီကိစ္စတွေအားလုံးကိုယမားကသဘောတူတယ်ဆိုရင်မမှုသွင်းတဲ့ကိစ္စကိုကိုကြီးဆက်မလုပ်ပါဘူးယမားကသဘောမတူခဲ့ဘူးဆိုရင်တော့နေတကုန်းကိုမမှုသွင်းအတွက်ပဲဖြစ်စေခြင်းနဲ့ကိုကြီးအခက်ခဲကို နားလည်ပေးပါညီမလေးတခုပဲဒီကိစ္စတွေအားလုံးကို ယမောက်ကိုအများဆုံးဖွင့်ပြောပြီးတော့တိုင်ပင်စီခြင်းနဲ့ဒါမှလည်းယမသဘောမတူခဲ့ဘူးဆိုရင်မမှုသွင်းအတွက်အခွင့်အရေးရှိလာမှာမဟုတ်ဘူး။ကိုကြီးရရင်ကိုလိန်ခိုင်းနေတာကိုလိုအပ်လို့မူသားတော့ရတာပါ။ယမလေးတေချာစဉ်းစားပြီးပါ။ပိုင်မိသားစုကြီးတစ်ခုလုံးအတွက် ကိုကြီးတေချာစဉ်းစားပြီးမှပြောတာပါ။ ကျွန်တော်ကြေးရမှာအဆင်ရောက်ပြီလားခလေးတို့ကဘာလိုလဲသိလဲဟုတ်ပြည်ပါရဲ့ဆရာအလိုရှိနေလဲမရတာလို့ခလေးတွေလိုချက်ကိုအရင်ရက်စားရေပိုပြီးပြည့်စုံလာနေလာပြီဆရာကောင်းတယ်ကောင်းငါမင်းကိုကြေးရအတွက်ရွေးချယ်တာမှန်သွားပြီကျွန်တော်နေဟိုတနေ့ရလေးမတို့ကြေးဟာကိုအလုရှောက်တဲ့ဆရာဆံမတွေအဆင်ရောက်ပြီလား လာလျှောက်လို့လို့ရှိရဟုတ်ပြေးပါရဲ့ဆရာအလုပ်ခေါ်တာဒီနေ့တည်းကတော်တော်များများလာလျှောက်ကြပါလေဒီနေ့လေအင်တာဗျူးလုပ်ဖြစ်ရဆရာမလို့ရှိပါလေအော်ဆရာမခန့်ဖို့ကတော့ကျွန်တော်တီချင်နဲ့ပဲလွှဲထားပါလေကောင်းလေကျော်ကျော်ငါတို့ရဲ့ဂီယာကိုစိတ်ဝင်စားပြီးလာလျှောက်ကြတာဆိုငါတို့ကဝမ်းသာစွာနဲ့ကြိုးစားရမှာပေါ့ခလေးလေးအတွက်ကွာဇာတိတာကောင်းပြီးတော့တကယ်ကိုလေးထွေးကျင်တာတက်တယ်ဘု து မဆိုလာစားကောင်းကောင်းပြီးတော့တန်းခါလာ ဟုတ်ကဲ့ဘာလို့ရဲ့ခေဟာမှာဘာလို့ရဲ့ကလေးတွေကိုမိဘမဲဆိုတဲ့ခံစားချက်ကြီးမဖြစ်စေအောင်တချေကိုလည်းကျွန်တော်အဲ့ဒီချက်တွေအဓိကထားပြီးဒီချက်ကိုတချာပြောထားပါရစေဆရာဒီနေ့နေ့လေးစာကိုခေဟာမှာပဲစားတော့မလားငါခေဟာမှာပဲစားလိုက်ဟုတ်ကဲ့ဆရာ လူစိတ်မရှိလိုက်တာဟာဘလို့ပဲပြည်စာဖြစ်နေပါစေုံတော့ဒီလိုလှုပ်ချင်နိုင်လှုပ်လို့ရလားဆန်နီရဲ့ငါတက်ဆက်မရှင်စင်တော့ဟာငါတို့ဘွားတွေကငါတို့ကိုယ်တိုင်ရွေးချယ်ပိုင်ခွင့်မရှိတာအရှင်လက်လက်ကြနေတဲ့ဒီငယ်ကနေလှုပ်မြောက်ဖို့တနေ့တနေ့လေကိုကိုကိုတတ်တည်ဖို့နီးလမ်းမဲ့ရှာနေပေမဲ့ငါကိုယ်လေး ။အာမတေခင်လေးတော့ပြန်တွေ့ကြတယ်ဟာ။နင်းကိုလေ Facebook မှာတင်ပြီးရှာကြည့်ပါလား။ခုခေတ်က social media ခဲဆိုတော့အဲ့ရရှာရင်ပိုးလွယ်မယ်လို့ထင်တယ်။စံနေရဲ့ငါတို့ရဲ့အဆက်အသွယ်အကောင့်လေးအဲ့လင်မင်းနှစ်ယောက်ကအမြဲဆက်ဆေးနေတာ။ငါကဘလို့လုပ်ပြီး Facebook မှာအကိုရိုက်ရှာမှာလဲ။ဥရခါတိသွားရင်လေ။ဟောတတ်မှာ။ငါတို့ရဲ့ဘွားရရလေ။လောင်ထဲမှာပိတ်မိနေငှက်တွေလိုပဲ။ ကိုဘွားကိုကိုပိုင်းစီမံပိုင်ခွင့်မရှိကြဘူး။နေရာမှာတွေးတရင်ချာကိုဆွဲလို့ရှိလို့မျောလင်းချက်ရှိသေးတယ်။ဘာမှတော့ဘယ်တွေးတဘယ်ဆွေမျိုးမှမရှိဘူး။ဘာတဲ့အင်းစွာလေးဘာမှန်းအောင်မသိဘူး။စနေနေနေမှာလည်းဘွား ထိတ်တော့မကွာပါဘူးဟာငါမှအကူရှိတယ်ဆိုပေမဲ့သူပဲရောက်နေလေငါနဲ့သူနဲ့ရောတနေ့ပြန်ဆုံတွေ့မှာလားငါမျောလင့်ထားသလိုရောသူနဲ့ငါနဲ့ဒီဘွားမှာပြန်ဆုံတွေ့နိုင်မလဲဆိုတာမတိချာတော့တိတာမဟုတ်ဘူးဤတိချာတာကတော့အခါခွင့်တဲ့နေကဒီငွေရင်းကနေထွက်ပြေးဖို့ပဲ ြည့်လို့ရရင်တော့ကောင်းတာပေါ့ဒါပေမဲ့ငါတို့လူပြည့်စစ်စားရဲဆိုတာအမောင်ထဲမှာရှောက်သွားနေတဲ့လူတွေဒီကနေထွက်ပြီးတော့လူတော့တို့มาရဲ့လားဘသူမှငါတို့ဘွားကိုစာနာတနာနေမှာမဟုတ်အဲ့တော့ငါတို့ထွက်ပြေးဖို့မတွေ့ရသေးဘူးငါတို့ဟာဒီလိုညက်ပတ်တဲ့ငယ်ရွယ်တွေမှမနေချင်တော့ဘူး ငါဘဝမှာလွတ်လပ်ခြင်းဆိုတဲ့အရာသာလေးမခံစားကြည့်ကျင်သေးတယ်။ဘယ်နှိမ့်မှမသိပေမဲ့ငါစီကိုအဲ့လွတ်လပ်ခြင်းဆိုတဲ့အရာလေးရှောက်လာမယ်လို့မမျှော်လင့်အိမ်မမက်နေတော့မယ်။ ဟယ်လိုအန်တီမီရမသမီးတန်အခုမှပဲကြားရတော့တယ်ကွယ်အန်တီမီကိုဘာဖြစ်လို့ပြစ်ထားရတာလဲရမအန်တီမီကိုဘာလို့ပြစ်ထားရမှာလဲအဲ့ဒါဆိုဘာဖြစ်လို့မလာရတာလဲကွယ်အန်တီမီကပိုင်ကြရာကြီးမှာအဖော်ပြုစရာဆိုလို့သမီးလေးတယောက်ပဲရှိရလေအန်တီမီကိုအခုလိုတော့ပြစ်မထားပါနဲ့ကွယ်ရမနဲ့ဟုတ်သားမိတဲ့အကြောင်းလည်းအန်တီမီသိရတာနဲ့ ယမအဲ့ဒီအိမ်ကိုလာရင်သူတို့ထင်နေတာယမအဲ့ဒီအိမ်မျိုးအပိုင်သိမ်းပါတော့မယ်ပေါ့ထင်ကျင်တာထင်ပလိစီပေါ့ကွယ်ဒီပိုင်ခရာကြီးကသူတို့ရောက်မလာခင်နေရငါသမီးလေးအိမ်မဲဟာကိုကိုအိမ်ကိုပြန်လာတာဘာဖြစ်မှာလို့တော့အရေးကြီးကိစ္စမဟုတ်ရင်တော့ယမပိုင်ခရာမလာခြင်းအန်တီမီရဲ့သူတို့သားမီးကြီးကယမရဲ့တီးခတ်နိုင်စွာကိုစမ်းတက်နေကြတာယမတီးခတ်နိုင်ရင်တော့ကောင်းတယ်တီးမခတ်နိုင်တဲ့အချိန်ကျရင်တော့ယမသူတို့ဘာလုပ်မိမလဲဆိုတာယမကိုယ်တိုင်တော့မသိဘူး ဟုတ်ပါတယ်လေပြဿနာဆိုတာမဖြစ်ခင်တည်းကရှောင်နေတာအကောင်းဆုံးပါပဲအနိမေရတော့လေငါသမီးလေးကိုလူကောင်းသူကောင်းနဲ့အိမ်အောင်ရတာချပေးပြီးမှစိတ်အေးရတော့မှာပါဒါနဲ့သမီးမှာချစ်သူကြီးစားရှိနေပြီလားဟင်အနိမေအနိမေဘာလို့ရှောက်ပြောနေရလဲညီမအဲ့ကိစ္စတွေကိုတွေးဖို့စဉ်းစားမစဉ်းစားမိယောက်ျားတိုင်းကတော့သမီးဖြစ်လို့မျိုးမဟုတ်ပါဘူးကွယ် အန်တီမေလိုရင်းကိုပဲပြောတော့မယ်တမီဟုတ်ကဲ့ပြောပါအန်တီမေအန်တီမေအခုပြောမယ့်အကြောင်းအရာတမီတဘွားလုံးနဲ့ဆိုင်တယ်အရေးလေးကြီးတယ်အန်တီမေဒီအကြောင်းအရာတွေကိုဖုန်းလေးကမပြောချင်ပါဘူးကွယ်ဒါပေမဲ့တမီကဘိုင်းကြီးအောင်မလာချင်ဘူးဆိုတော့ဖုန်းလေးကပဲပြောရတော့မှာပေါ့